ကဲအဖမ်းအစည်းတွေကတော့တအားကျန်းနေပြီနော်ထိုင်းနိုင်ငံမှာထူးဆန်းတာကထိုင်းနိုင်ငံရဲ့တမိုင်းမှာဗတ်ရိုက်ပေးလာခဲ့တဲ့တမိုင်းမှာဗတ်ဖွင့်ပါမယ်လို့ကြေညာပြီးတော့မဖွင့်တော့ဘူးပြန်လုပ်ခဲ့တာတခါမှမရှိခဲ့ပါဘူးဒါပေမဲ့အခုကာလမှာရှိခဲ့တယ်အားလုံးအတိပဲအခုဗတ်ဖွင့်မယ်လို့ကြေညာထားပြီးတော့နေဆက်ပြဿနာချောက်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ဗတ်တွေဖွင့်တာကိုပြန်လဲပိတ်လိုက်တယ်တိုက်တိုက်ဆန်ဆန်ပဲဗတ်ပိတ်တယ်လို့ကြေညာတဲ့နေ့မှာပဲ ထိုင်းနိုင်ငံမှာရှိတဲ့တရားမဝင်မြန်မာအလုပ်မှာတရားကြော်ဖမ်းပြီးတော့ဖမ်းခံတိတယ်အခုတခါထပ်ပြီးတော့ဒီနေ့တနေ့တည်းနေမဲဆောက်မှာရှစ်ရှစ်ဆက်ကြော်ဖမ်းခံတိတယ်ပြီးရင်ကန်ချနာဘူရီမှာ160ကြော်ဖမ်းခံတိတယ်ဖမ်းတဲ့ထဲမှာအတက်မပြည့်တဲ့လူငယ်တွေတောင်ပါတယ်အဲ့တော့ဒါဘာဆက်ဆက်နေလဲဆိုတော့ကျွန်တော်နိုင်ငံကြီးနဲ့ဆက်ဆက်နေပါတယ်လက်ရှိမင်းအောင်ဆိုင်ဟာ28ကျောင်းရှိပြီတင်တန်းကျောင်း စစ်မှုထမ်းတပ်သားတွေတင်နန်းပေးနေတဲ့တင်နန်းကြောင်စစ်မှုထမ်းအပတ်စဉ်ကအပတ်20ကျော်သွားပြီအားလုံးထိတဲ့အတိုင်းတပတ်ကို9000နဲ့တွဲ့ရင်တော့10ဘက်ကို9000ပတ်စဉ်20ဆိုရင်တစ်သိန်းဖြစ်နေပြီစဉ်းစားကြည့်နော်အဲ့တော့အဲ့ဒီဆွဲထားတဲ့ဒူတွေဟာပထမတော့ဘယ်လိုပုံစံဆွဲလဲဆိုရက်ွက်ထဲလိုက်ဖမ်းတယ်အလှဲကြတဲ့ဒူတွေမဲနိုင်တယ်လိုက်ဖမ်းပြီးတဲ့ဒူတွေကိုပတ်စံနဲ့လာရွေးခိုင်းတယ် ရွေးနိုင်တဲ့လူတွေကို PDF တွေအလေးဝင်ပါတယ်မိဘတွေရင်ဝင်ပြန်အပ်ပါတယ်ဆိုတော့ခေါင်းစဉ်နဲ့လက်မှတ်ထိုးခိုင်းတယ်မိဘတွေကလည်းသားသမီးပြန်ရရေးပြီးရောဆိုတဲ့ဟာမျိုးနဲ့လက်ခံပြီးလက်မှတ်ထိုးပြီးယူရတယ်မရွေးနိုင်တဲ့ကောင်တွေကိုစစ်မှုထမ်းနဲ့ပို့တယ်အဲ့လိုပို့လိုက်ရင်ပို့လိုက်ရင်အခုကျတော့စစ်မှုထမ်းအင်အားကရှားပါးလာပြီရှားပါးလာတဲ့အတွက်ဒီပြည်ပကိုအကုန်လုံးအလုံးကြီးထွက်ပြေးဒီထွက်ပြေးတဲ့မှာအနီတွေကြီးမဟုတ်တော့အစိမ်းတွေတပုံကြီးများ နော်လာခဲ့လားမင်းတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့အမာခံနေတော်ထိုင်းနိုင်ငံကိုစစ်မှုထမ်းဥတွေကြောင့်ထွက်ပြေးလာတာဘယ်လောက်လုံးမလဲနော်ဒါကိုစီပြပေးမယ်နော်အဲ့တော့ဒီလူတွေအားလုံးကထိုင်းကိုဝင်လာတယ်ဓမ္မနဲ့ပဲရိုက်တော့မယ်ချိန်မှာပြက်ကလန်းတို့ဘက်ကိုပိတ်ပြက်ပြီးတော့အဖမ်းနေစက်တိုက်စိတ်ဝါးတာဒီမြမာပြည်ကစစ်ဘိုလ်ချုပ်တွေရဲ့ပယောကပါလားမပါလားဘူးလားဆိုတာခင်ဗျားတို့စဉ်းစားကြပါဦးနော်အခုမှဖမ်းကတိတဲ့တည်င်းကို ျွန်တော်ဖတ်ပြပါမယ်2နေရဖန်ခတိတာထိုင်းနိုင်ငံကန်ထရောင်ဂူရီခရိုင်တွင်တရားမဝင်ဝင်ရောက်လာတော့မြန်မာနိုင်ငံက162ဦးဖမ်းဆီးရရှိပြီးအတက်မပြည့်သေးသောလူငယ်များပါဝင်ကြောင်းကန်ထရောင်ဂူရီတရင်ရတီးရတယ်ယနေ့အော်တိုဘားလ16ရက်နေ့နက်9:30အချိန်ကန်ထရောင်ဂူရီခရိုင်အုပ်ချုပ်ရေးမှုအပါအဝင်ထိုင်းစစ်တပ်ရဲနဲ့အာဏာပိုင်များကတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံက162ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းအဆိုပါမြန်မာနိုင်ငံသားများတွင်တရားဝင်စာရွက်စာတမ်းအထောက်အထားများပါရှိခြင်းမရှိကြောင်း ဖန်စီရရှိတော့မြန်မာနိုင်ငံက162ဦးတွင်အမျိုးသား62ဦးအမျိုးသမီး58ဦးနှင့်အသက်15မှ18ကြားလူငယ်အမျိုးသား8ဦးနှင့်အသက်15မှ18ကြားအမျိုးသမီးလူငယ်3ဦးတို့ပါဝင်ကြောင်းသိရတယ်ဖန်စီခံရတော့မြန်မာနိုင်ငံက162ဦးမှကျေးရွာများနှင့်တောအတွင်းပုံအောင်နေကြစဉ်ဖန်စီရရှိခြင်းဖြစ်ပြီးဖန်စီခံရချိန်တွင်အားလုံးမှမောပန်းနွမ်းနယ်နေကြောင်းစကြဝဠာမှာသိမြင်ချက်အရမြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတွေအလုံးလုံးရန်လာရောက်ကြခြင်းဖြစ်ပြီးဖျားတောင်းသူမှတစ်ဆင့်ရေလန်းကားလန်းတောလန်းများအတိုင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရသည်တို့တို့တရားဝင်လမ်းကြောင်းမှတစ်ဆင့်လာရောက်နိုင်ရန်ပွဲစားကားအဖြစ်လူတဦးလင်ပွဲစားကားထိုင်းဘက်နှစ်ပေါင်းမှထိုင်းဘက်နှစ်ပေါင်းလေးတောင်ထိပေးရသည်လက်တလော၎င်းတို့အားလုံးကိုရဲစခန်းတွင်ဖမ်းဆီးထိန်းသိမ်းကြောင်းသိရသည်ဒါကကန်ချနာဘူလီပါ နောက်တစ်ခုကတော့ကျွန်တော်မဲဆောက်မှာထိုင်းနိုင်ငံမဲဆောက်မြို့တွင်တရားဝင်ဝင်ရောက်လာတော့ မြန်မာနိုင်ငံအနာ89ခုဖမ်းဆီးရရှိကြောင်းထိုင်းအာဏာပိုင်များကတရားဝင်သတင်းထုတ်ပြန်ထားသည်။အော်တိုဘားလ18ရက်နေ့ထိုင်းနိုင်ငံတပ် KI မဲဆောက်မြို့နယ်အတွင်းတွင်ရင်များကိုဖမ်းဆီးစစ်ဆေးရာတရားဝင်ဝင်ရောက်လာတော့မြန်မာနိုင်ငံက55ဦးကိုလမ်းပြ2ဦးရင်3စီးနှင့်အတူဖမ်းဆီးရရှိခဲ့ကြောင်းဆိုပါမြန်မာနိုင်ငံသားများမှထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်ရန်တရားဝင်အထောက်အထားစာအစာရမ်းမရှိဘဲဝင်ရောက်လာသူများဖြစ်ပြီးအမျိုးသား31ဦးနှင့်အမျိုးသမီး24ဦးတို့ဖြစ်ကြောင်းသိရှိရသည် ဖန်စီရရှိတော်မြန်မာနိုင်ငံသား55ဦးကိုမဲဆောက်မြို့နယ်ရဲစခန်းတွင်အမှုပွင့်စစ်ဆေးနေကြောင်းသိရှိရသည်။အလားတူအော်တိုဘတ်လ18ရက်နေ့မဲဆောက်မြို့နယ်အတွင်းကင်းလက်မြေစင်တရားမဝင်မြန်မာနိုင်ငံသား34ဦးကိုဖန်စီရရှိခဲ့ကြောင်းအဆိုပါမြန်မာနိုင်ငံသားများနှင့်အမျိုးသား26ဦးနှင့်အမျိုးသမီး10ဦးတို့ပါဝင်ကြောင်း၎င်းတို့တွင်တရားဝင်စာရေးစာတမ်းအထောက်အထားတစ်စုံတရာမပါဝင်ကြောင်းသိရှိရသည်။ဖန်စီခံရသောမြန်မာနိုင်ငံသား34ဦးကိုမဲဆောက်မြို့နယ် မေပရဲစခန်းနဲ့ဖန်ဆီးစစ်ဆင်းမှုများဆက်လက်လှုပ်ဆောင်နေကြောင်းသိရတယ်။ကဲဒါဒီရင်တနေ့တည်းနဲ့တက်လာတဲ့မြန်မာနိုင်ငံသားတွေဖန်ဆီးရတဲ့တည်။အဲ့တော့ဒီကာလကိုတည်ထားစေချင်တယ်။ပွဲစားတွေအထူးသဖြင့်ပါ။နော်လှုပ်ရှားနေတဲ့ပွဲစားတွေအနေနဲ့လုံးဝမပေါ့ဆပါနဲ့။ဖြစ်သွားလို့ရှိရင်လည်းတောင်းဝင်ယူမှုတောင်းဝန်ခံမှုလေးတော့ခင်ဗျားတို့လှုပ်ပေးပါလို့အားလုံးကိုမြေတားရက်ခံပါလေ။နော်အခုတယောက်ကို2000 2000 4000ပေးရတယ်။ဘတ်2000ဆိုရင်အခု800ဈေးနဲ့တွက်တော့8324 2400ဆိုရင် အနည်းဆုံးသိန်း30ဖြစ်နေပြီဗျာမြန်မာငွေအဲ့ဒီသိန်း30ကိုသူတို့အိမ်မှာရှိတဲ့ပတ်စံရော့အင်းလို့ပေးတဲ့လူကလူတရာမှာ10ယောက်လောက်ပဲရှိပါတယ်။ကြံတဲ့အယောက်60လောက်ကလေပောင်ရတဲ့လူတွေချံပောင်ရတဲ့လူတွေရှိတဲ့မအေနကပောင်ရတဲ့လူနဲ့မအေဆွဲချိုးပောင်ရတဲ့လူနဲ့ပုံစံမျိုးစုံနဲ့လာကြတာပွဲစားတွေအလုံးနဲ့အတိဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ပြောချင်တာတော့ဘယ်မလေးရှားဝယ်ဖို့ဖို့ထိုင်းဝယ်ဖို့ဖို့ကိုကတာဝန်ခံပြီးတော့ခေါ်လို့ လမ်းမှာတခုခုဖြစ်သွားရင်မရောက်မရှင်းတာဝန်ယူပေးတဲ့လောက်ရက်ကိုလှုပ်ပေးပါနော်ဘာလို့လဲလက်ရှိပွဲစားတွေထဲမှာအဲ့လိုမျိုးလှုပ်ပေးတဲ့ပွဲစားတွေရှိတယ်ချွတ်တဲ့ပွဲစားတွေဆိုရင်လာမကူနဲ့မင်းကမင်းလမ်းမှာဖမ်းခံထီလို့မကလို့ဘာပဲဖြစ်ဖြစ်သူတို့တာဝန်ဖမ်းပြီးနောက်ဆုံးသူတို့ကသူတို့အကုန်ဖြည့်ရှင်းပေးတယ်သူတို့တတ်မှတ်ထားတဲ့နေရာတိရအောင်ပို့ပေးတယ်အဲ့လိုပွဲစားမျိုးတွေကြတော့ကျွန်တော်အားပေးတယ်နော်လောက်ပပွဲစားမရှိဘဲနဲ့ပြည်သူတွေရက်တီလို့မရဘူး။ဘာဖြစ်ဆိုတော့အခုလက်ရှိမင်းအောင်နိုင်ရုပ်မာလို့စစ်မှုထမ်းဥပဒေထမ်းလို့ ပြည်သူမှနေလို့မရဘူးပြည်မကိုထွက်ပြေးရမှာကိုနီးကိုဟန်နဲ့ပြေးလို့မရဘူးလေဘဒူးပြေးတတ်မယ်ဘယ်လမ်းကြောင်းမှပြေးတတ်မယ်တရုတ်ဂိတ်တွေထက်တတ်တယ်ဟုတ်တယ်မလားအဲ့တော့တရားဝင်လမ်းကြောင်းရောလာခွင့်ရှိတယ်မရှိဘူးအဲ့တော့မြန်မာနိုင်ငံသားတွေဟာကျွန်တော်တို့ထိုင်းနဲ့မလေးရှားကိုပြောရမှာကနင်တို့ထိုင်းနဲ့မလေးရှားကိုမြန်မာပြည်သားတွေဘာဖြစ်လို့ခိုးဝင်တာလဲတိလားတရားဝင်လမ်းကြောင်းကဝင်ခွင့်မရှိလို့တရားဝင်လမ်းအခုတဘောအခုခိုးဝင်လာတယ်ဗျာ ၈၃၀၃၀ပေးရတယ်မြန်မာငွေချို့ဆို50 60 80 80 80 80ပေးရလို့ရှိရနော်၃30ပဲထားတရားဝင်လမ်းကြောင်းကဝင်လို့ရမယ်၃50ဆိုရင်ဘဒူးမှမတေချာတဲ့၃30လမ်းကိုမရွေးဘူးတေချာတဲ့မှန်ကန်တဲ့လမ်းကိုမရွေးမှာပဲဒါပေမဲ့မြန်မာပြည်သူတွေဟာဒီစစ်တပ်ကဒုက္ခပေးနေတာဖြစ်တဲ့အတွက် MOU ဆိုတဲ့လမ်းကြောင်းကနေလာဖို့ဆိုလာမဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ဘူးအစင်းစင်းအစင်းစင်းဖြတ်တန်းပြီးမှဒီ MOU လမ်းကြောင်းကနေဒီမြန်မာနိုင်ငံလာခွင့်ရှိတာ အောက်လမ်းကျတော့ပွဲစားနဲ့ဘက်ကလက်ချိလိုက်မယ်ဘယ်နေရာမှာလာပေါ်မယ်ကွာကလက်လာပေါ်ပြီးချက်ချင်းလာလို့ရတယ်အဲ့ဒီအတွက်တရားဝင်လမ်းကြောင်းလာဝင်မရှိတဲ့ထွက်ပြေးဝင်မရှိတဲ့အတွက်မြန်မာနိုင်ငံသားတွေကတရားမဝင်လမ်းကြောင်းကဝင်နေရတာဘဒူမှတော့တရားမဝင်လမ်းကြောင်းကမဝင်မေးကြည့်ပါအခုဖမ်းကန်ထိတဲ့လူတွေသွားမေးကြည့်ပါမင်းတို့ခိုးဝင်ချင်လားလို့ဘဒူမှခိုးဝင်ချင်ဦးပြဘလောက်ဆိုင်စင်းရဲဖို့ကောင်းလဲဒါပေမဲ့ပြည်သွင်းမှာဘဝတွေကအသက်ရှင်ဖို့အတွက်တောင်တချို့တွေနေရာတွေမှာရက်တီလို့မရတော့ဘူး ဘာမှမတည်တဲ့မျက်စားတဲ့နွားတွေနေရာတွေလားတချို့တွေပျော်ပါနေကြတာတချို့တွေဒေတာတွေထမင်းတလုံးစားပြီးအသက်ရှင်ဖို့အတွက်ရက်တီလို့မရတဲ့ဒေတာတွေမြန်မာပြည်မှာအများကြီးဖြစ်ကုန်ပြီအဲ့ဒီအတွက်မြန်မာနိုင်ငံသားတွေကရာလမ်းကြောင်းကနေတိပတ်ကိုထွက်ကြတာသူတို့ထွက်တဲ့နေရာမှာအနည်းဆက်ဆုံးပဲနိုင်ငံရှိတယ်တရုတ်ရှိတယ်တရုတ်ကသွားချင်သွားလို့ရမှာအားလုံးတိပဲနော်အဲ့တော့မြန်မာပြည်ကအများစုရှိတယ်ထိုင်းမလေးရှား ဒါနဲ့ကုန်းလန်းနေတွားလို့ရဒီနှစ်နိုင်ငံရှိတဲ့အတွက်ဒီနှစ်နိုင်ငံအလုံးအင်းနဲ့ထွက်နေတာဒါမလေးရှားမှာဆိုတော့တောက်ကြံအော်ပရာစီဝင်မြန်ပြီဟမ်အာမလေးရှားမှာဆိုပို့ဆိုးတဲ့အဖွဲ့ဆိုတော့နောက်ပြီးတော့ကိုပက်မှာကိုပက်ကလူတွေရဲ့ယုံနေတဲ့တပုံကြီးပါတီပဲတော့ဒီမလေးရှားကျွန်တော်အစအောင်ကထိုင်းမှာလာရှုပ်တယ်အောင်မေလို့နော်ဒီ PSC network ကိုမလေးရှားကဝင်ကျင်လို့တလား200ထဲတဲ့စနစ်ကိုမလေးရှားလူတွေဝင်ကျင်လို့ကျွန်တော်လာပြောတော့ကျွန်တော်ကမလေးရှားမှာရှိတဲ့လုံနေတဲ့လူတွေလုံကြပါလား နော်နောက်ထပ်ခေါင်းစဉ်မလေးရှားမှာ PRF လည်းရှိတယ်။အော်နောက်ထပ် BNC ပါထပ်လုပ်ပြီးတော့ခေါင်းစဉ်နှစ်ခုနဲ့ငွေရှာမယ်ဆိုရင်တော်လိုင်းအတွက်ပို့အထောက်အကူပြုနိုင်မယ်။ဟာမလုံတဲ့ကိုစီရဲ့မလေးရှားမှာရုံးနေတပုံကြီးတဲ့ NND ရုံးနေနှစ်ရုံးရှိတယ်ကြာဟုတ်လားမဟုတ်လားတော့မသိဘူး။နော်မလေးရှားကပြောတာ။အဲ့တော့မလေးရှားလူတွေကိုကျွန်တော်ကလှမ်းလှုပ်ခိုင်းတာပါ။နော်ဘာဖြစ်လို့လဲဆိုတော့ DPSC network ကျွန်တော်တို့လှုပ်ထားတာတလောက်200။ထိုင်းနိုင်ငံဆိုတော့အနှိမ့်ဆုံးငွေကြေးဟိုလာအိုတို့ဘာလို့ဖယ်လိုက်ရင်ပေါ့ အနေဆုံးငွေကြေးတောင်လူသသိန်းစုမိတလောက်ကိုထိုင်းဖန်ွေ300ရှာပြီးနိုင်မှာမလေးရှားတို့စင်ကာပူတို့ကိုရီးယားတို့ဂျပန်တို့မှာအဲ့ဒီစနစ်မျိုးဝိုင်းလုံးကြမယ်ဟဲ့ဆိုရင်တို့တို့ပို့ပြီးတော့ပတ်စံနေပို့ရအခု PRF လက်ရှိတယ် PRF လက်တလောက်ကိုတလောက်ရှာပေးနိုင်တယ်အထွတ်နေဆို PRF လက်ဝင်ထားတဲ့နောက်ထပ်တစ်ခုလည်းထောက်ဝင်တဲ့လူမျိုးတွေရှိတယ်အဓိကကျွန်တော်တို့တွေကတော်နိုင်ရေးမှာငွေလိုတာဖြစ်တဲ့အတွက်ခေါင်းစဉ်မျိုးစုံနဲ့ကျွန်တော်ရှာမှာပဲအဓိကပွင့်လင်းမြင်တာမျိုးရှိမယ်အဂတိကင်းရမယ် အထက်အရင်ကြီးဆုံးအဂရိကင်းရမယ်ဒီငွေကိုအလွဲတုံးစားဘဒူးမှလောက်ခွင့်မရတဲ့စနစ်ဒီငွေဘယ်ကိုရောက်တယ်ဆိုတာနဲ့ပြည်သူကိုပြန်လဲပြနိုင်ဖို့လိုအပ်တယ်ဘာလို့ဆိုပြည်သူတွေအဲ့ဒါအဲ့ဒီအပိုင်းကိုရှိတယ်သူတို့ထည့်လိုက်တဲ့ငွေဘယ်ရောက်ရတယ်ဟာတော်လိုင်းဘယ်နေရာမှာတုံးလိုက်တယ်အဲ့သူတို့ကျင်တတ်တယ်သူတို့တီနူးတယ်အဲ့သူတို့နောက်တလားနေသူတို့ထည့်ရှင်နော်အဲ့အဲ့ဒါပဲဒါကိုကျွန်တော်တို့လက်ခံမဲ့လူတွေလောက်ကမှာပေါ့နော်အဲ့တော့ထားပါဒါဒါဒီအားဟိုစကားပြောရင်းနဲ့ရောက်ရတာအဓိကကျွန်တော်တို့ပြောချင်တာကထိုင်းရောက်ပဲ မလေးရှားရောက်ကြကျွန်တော်ညီကောင်မောင်တို့တွေကိုပြောချင်တာကဒီကာလမှာအရန်ကြီးပြင်ပန်းကြတယ်အရန်ခက်ခဲကြတယ်ကိုယ်အချင်းချင်းနိုင်တဲ့နေရာကကူညီပေးပါเนาะပြဿနာရှာတဲ့အတူတွေတွေ့ရင်မူယူတောက်စားရန်ကားလိုမျိုးတွေ့လို့ရှိရင်လည်းကိုယ်အချင်းချင်းထိပေးပါအခုစစ်တပ်ကထိုင်းကိုလွှတ်ထားပါပြီเนาะကျွန်တော်ပြောတာလင်းလားရှိနေနော်ထိုင်းမှာပြဿနာရှာဖို့အတွက်တီးတန့်အဖွဲဖွဲ့ပြီးလွှတ်ထားတယ်အဓိကထိုင်းဆိုရအနေနဲ့ကိုယ်မြန်မာပြည်သူတွေကိုမျက်မိုးကျိုးလာအောင်အဖမ်းစည်းတွေများလာအောင် တရားမဝင်နေထိုင်သူတွေနေလို့မရအောင်မျိုးစုံဒုက္ခပေးဖို့အဲ့လိုဒုက္ခပေးမှအခုတို့ဖန်းစည်းတွေများမှာအာဗမာပြန်တွေ့မယ်သူတို့ကော့တောင်းလို့အဲကော့တောင်းကနေသွားပြီးတော့သူတို့လက်ထက်ပြန်ထည့်ရတာတော်လိုင်းအင်းအစုတွေထည့်တာမဟုတ်ဘူးထိုင်ရဖမ်းပြီးဆိုတော့အကုန်လုံးသူတို့ကဟိုတကူးတကပေါ်တာလိုက်ဆွဲနေကြမလို့ဟုတ်တယ်မလားဘာဖြစ်ပါလဲအဲကော့တောင်းဒိတ်ကန်ထိုင်နေအောင်မယ်ဟာလာလာတကောင်းကောင်းလာလာလာတော့ပြစ်စစ်တဲ့နှောင်းကုန်တော့တော့ ဒါကြီးကိုလည်းအခုထိကိုယ့်ဘက်ကလူတွေမတားဆီးနိုင်တာကိုကျွန်တော်အားမရဘူးနော်ဒါတမင်တက်တက်ကြီးလေးဟိုတိုက်ဒီလူတယောက်ကိုဒီကိုပို့ရင်သေမယ်ဆိုတာတိရတန်းနဲ့အသေးခံပြီးပို့နေတာလူအခွင့်ရေးရှုတော့ကရောအတက်ချင်းကိုချင်းစားတဲ့ရှုတော့ကရောဘယ်ကကြည့်ကြည့်ဒါလုံးဝမဖြစ်တဲ့ကိစ္စနော်အဲ့ဒီဖန်ခံထိတဲ့လူတွေမေးကြည့်ပါမင်းခိုင်းကြီးထိုင်းရောမလေးရှားရောမင်းတို့ဖန်ခံထိတဲ့လူတွေကိုပဲမင်းကြီးတို့ဘယ်သူလက်ထဲကိုအတားကြိုက်လဲလို့အဲ့ဒါလေးပဲမင်းခိုင်းတော့ကိုယ့်ဘက်ကလူတွေပြောရမှာအဲ့ဒါပဲထိုင်းဆိုးရတဲ့မလေးအစိုးရကို ခမားတို့ရှိကိုတရားမဝင်ဝင်နဲ့မှန်တယ်ခမားတို့ဥပဒေနဲ့အရေးယူရမှန်တယ်လက်ခံတယ်ဒါပေမဲ့ပြန်ပို့တဲ့နေရာမှာလူခွေတဲ့အညီတော့လုပ်ပါဒီလူတွေသေမဲ့ကိစ္စကြီးတည့်ရတာနဲ့ဒီခွေးတွေလက်ထဲတွားထည့်တယ်ဒီခွေးတွေကိုကြောက်တော့ခမားတို့နိုင်ငံထဲကိုထွက်ပြေးလာတာဒီလူတွေကအဲ့သူတို့ဒုက္ခပေးလို့ထွက်ပြေးလာတာထွက်ပြေးလာတဲ့လူခမားတို့ကဖမ်းပြီးဒီလူလက်ထဲပြန်ထည့်တယ်ဆိုတဲ့အရာကြီးကမဟုတ်ဘူးနော်တော်လိုင်းဘက်မှာလက်ခံနိုင်တဲ့နေရာတွေရှိတယ်အခုဆိုထိုင်းမြန်မာနယ်စပ်တွေစခန်းတွေအများကြီးရှိနေပြီ ဘလောက်ချွေးမမွေးဘူးမပူနဲ့ပြည်သူရှာချွေးမယ်ကျွန်တော်တို့ရှာချွေးမယ်ဒါကျွန်တော်တခါပြောပွဲဟိုတခါတည်းကကျွန်တော်အောက်မှာအဖွဲတွေလူကြီးတွေညှိနေချိန်တိုင်းထားမဲ့နေရာလုံထုံရေးကိုခင်ဗျားတို့လက်နက်ကင်တွေကတောင်းယူပေးချွေးဖို့မွေးဖို့မပူနဲ့ကျွန်တော်ခွက်ခောက်ပေးမယ်နော်အဓိကပါတဲ့ဒီလူတွေဖမ်းမိွားတဲ့လူတွေကိုလုံလုံချုံချုံနဲ့ရောက်ဖို့အရေးကြီးတယ်အခုဟာကဖမ်းကန်ထိပြီးတဲ့လူတွေကိုဒီခွေးတွေကိုကြောက်လို့ထွက်ပြေးလာတာဒီခွေးတွေလက်ထက်ပြန်ထည့်တယ်ဆိုတော့ ဒါကြီးကမဟုတ်ဘူးလေဗျာအဲ့တော့ကိုဘကအဖွဲ့စည်းပေါင်းစုံအနေနဲ့ဒါတွေကိုအတန်ကြဲကြဲလောင်လောင်ထုတ်ပြီးတော့ထိုင်းဆိုးရနဲ့မလေးဆိုးရမှာနားလည်အောင်ပြောပြဖို့လိုတယ်အဲ့လိုမဟုတ်ရင်တော့စစ်ကောင်စီကတော့အကြိုက်ပဲဟေးမင်းတို့နိုင်ငံမှာတရားမှုတွေများနေနဲ့ကြက်ပေးလိုက်တယ်ကွာငါနေရနေအပေါက်ဝိုင်ထိုင်ဆောင်ဟာလာလာအဲ့ကောင်လာ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 တော့တော့တင်းနေကြောင်တော့ဟမ်ရက်ွက်ထဲလိုက်ပြီးတော့ဟိုမြို့နဲ့ဒီမြို့နဲ့နာမည်အကြီးခံပြီးတော့တော့နေပေါ်တာဆွဲနေမှာမလို့နေဆက်ခိတ်ကနေထိုင်ဆောင်နေုံပဲ ဲ့တော့ဒါကိုလည်းကျွန်တော်တို့ရအောင်ပြောနိုင်ရမယ်ရအောင်လုပ်ဖို့လိုအပ်ပါတယ်ဒါတကယ်ကိုအရေးကြီးတယ်အခုဆိုရင်တောက်လျှောက်ဖမ်းတာဖမ်းအောင်မယ်မယုံကြည်လိုက်နောက်ထပ်ထပ်ဖမ်းအောင်မယ်မလေးရှားမှာလည်းဖမ်းမယ်ထိုင်းမှာလည်းဖမ်းမယ်မယုံကြည်လိုက်နော်အဲ့ဒါတွေအားလုံးဟာခံရတာကျွန်တော်ပြည်သူပဲအဲ့ဒီထဲမှာအနီတွေပါတယ်အစိမ့်တွေပါတယ်နော်အစိမ့်တွေနောက်ပိုင်းပုံလုံးပါသေးတယ်အဲအနီတွေကအစတည်းကနေလို့မရတော့ရှောင်ထွက်လိုက် အခုနောက်ပိုင်းဖမ်းခံထိတဲ့အဲ့ဒီလူမှတကယ်ပါတဲ့အစိမ့်ဆိုတော့ဘယ်နဲ့တော့တော်နိုင်ရောဘာမှမသိတဲ့အတန်းစားအာ နိုင်ငံငါတို့နဲ့မဆိုင်ဆိုတဲ့ဟာမျိုးတွေအဲ့ဒါတွေတပုံကြီးအခုထိနေအဲ့စစ်တပ်ကလုံချင်တိုင်းလုံလို့ရတဲ့အတန်းသားတွေဖမ်းကန်ထိနေတာဒါပေမဲ့စစ်တပ်ကတော့အားလုံးထိတယ်ဒါမရှောင်ဘူးငါတို့စစ်တပ်ကိုထောက်ခံတဲ့လူပါလို့ဟင်းစော်ပေါင်းရင်တော့ကြည့်စော်ပလိုက်တာအဲကျော်စိုးဦးတို့ငပေါ့တို့တော့အဆုတ်တွေအမှုတ်တွေကောင်းဝန်းကြီးတို့ဒီကောင်းနေတယ်တော့အသက်ရှင်တာအဲ့တော့ခံရတာတော့ဘာဖြစ်လဲပြည်သူပဲခံရတာအဲ့တော့ကျွန်တော်တို့တွေကအဲ့ဒီနယ်စပ်တွေမှာလွှဲပြောင်းတဲ့ကိစ္စတွေကို ကိုယ့်ဘက်ကိုဒီတိုင်းဆိုရနေမလေးအစိုးရတွေရဲ့လွှဲပြောင်းပေးလာနိုင်မယ်ဆိုရင်တော့ပြည်သူတွေအများကြီးအတက်ရှူချောင်းမယ်အခုလိုဆက်လုပ်နေမယ်ဆိုရင်တော့စစ်ကောင်စီကအကြိုက်ပါပဲဒီအာနာယူမိစ္ဆာကောင်တွေအကြိုက်ပါပဲနော်ဖမ်းမိတဲ့ကောင်တို့လက်ထက်ထက်သွားတင်နှန်းချောင်းသွားရှေ့တန်းပုတ်အသေးခံခိုင်းတိုက်ဟမ်တို့လဲနေအခုနောက်ပိုင်းမှာထိုးစစ်တွေပြန်စီရင်တွေ့ရမလားတရားသွားတာဒါကိုဒီရဲ့ process ကြီးကိုရက်တက်အောင်ဖြတ်နိုင်ဖြတ်မဖြတ်နိုင်ရင်တော့ရန်သူကအားကောင်းတော့ပါလိမ့်မယ်နော်